မိန်ကလေးတွေဖီးတက်လာအောင်ဘယ်လိုလုပ်တင်လဲဒီအကြောင်းအရာကပြောရမှာနည်းနည်းရှက်တယ်ဒါပေမဲ့လေ့လာထားတဲ့ဟာတွေနဲ့ပြောပြပေးမယ်ပေါ့နော်အာအတိကအကြောင်းရင်းအတိကအချက်ကတော့ရှာပဲနော်ဒီရှာကိုအတုံးပြုပါဒီရှာကိုအတုံးပြုပြီးတော့နမ်းပေးပါရှက်ပေးပါနော်အဲ့ဆိုရင်မိန်ကလေးတွေက အာပယ်နေရမှာနမ်းရမှာလဲဆိုတာကတော့မပြောတော့အလုံးတီးကြမှာပေါ့နော်အတိကအကြောင်းရင်းကရှာပဲဒီရှာကိုပဲအတုံးပြုတ်ပြီးတော့မင်းကလေးတွေကိုဖီးတက်အောင်လုံးလို့ရပါတယ်လို့နရက်လားပတ်ဆက်လား အဲ့တော့ main ကလေးတည်းရဲ့ခန္ဓာကိုယ်ပေါ်မှာလားအဲအဲ့လိုမျိုးပေါ့ယောက်ျားလေးတည်းကတိတယ်တည်းအချက်မပြောလဲပေါ့နော်မငယ်ကဘာကြောင့်တည်းအချက်တွေပြောတာလားပြောတာလည်းမရှက်ဘူးလားအာယောက်ျားလေးတွေပနေယောက်တော့တော့အိတ်လာခက်ဘူးပြီးပြီလဲဟဲ့ငါပြောပြမယ်ငါပြပြစပြရောင်းနေတဲ့တူငါတခါလာလဲအဖြူစင်းနဲ့တက်တာတယ်ရရနဲ့တက်တာတယ်ငါဒီလိုမျိုးကျင်ညာလဲနင်တို့တွေကလာမဝယ်ဘူးလေနင်တို့တွေကငါရဲ့ဗီဒီယိုကိုမကြည့်ဘူးလေအဲ့ကြောင့်ငါဒီလိုမျိုးပြောပြီးတော့ရောင်းရတာလေငါဒဲ့ပဲတိလာပြောပြီးတော့ရောင်းရတာအဲ့ကြောင့်ငါရောင်းနေတဲ့ပြပြစပြက အခုစရောင်းလာတာ၃နှစ်နီးပါးလောက်ရှိနေပြီနော်အာဘာလို့လဲဆိုတော့ PC အရေးအတွက်ကဘလောက်ကောင်းကောင်းကိုယ့်ရဲ့ဗီဒီယိုကကြည့်တဲ့လူမရှိဘူးဆိုရင်လည်းရောင်းမရဘူးအကြောင်းမငယ်ကတော့ယောက်ျားပနဲ့ယောက်လောက်အိတ်လာလဲဆိုတာအရေးမကြီးဘူးငါရဲ့ PC ရောင်းရဖို့အရေးကြီးတယ်နော်ငါရဲ့ PC အရေးအတွက်ကောင်းပြီးတော့ရောင်းမရဘူးဆိုရင်လည်းအနကားပဲနော်ပြီးရင်စိတ်နှုံးလဲတန်တယ်ကတင်ကိစ္စနဲ့ပတ်သက်ပြီးတော့အတီးပြပြဆက်ပြကို main ကလေး